ဒါကြတော့ကျွန်တော် client တယောက်ရတာတော့ငွေမြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့12သိန်းကျော်ကျော်လောက်ရှိမယ် American dollar 400ကျော်ပေါ့နော်ဒါကြတော့ကျွန်တော်အခုရှာရတဲ့ငွေတစ်လအတွင်းရှာရတဲ့ငွေဒေါ်လာ80ကျော်လောက်ရှိမယ်မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့3သိန်းနီးပါးလောက်ရှိရဲဒါကြတော့ကျွန်တော်အရင်လကရှာရတဲ့ငွေမြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ဒီနှစ်ခုပေါင်းပေါ့နော်အရင်လောက်ဒီလောက်လောက်ပေါင်းလို့ရှိရင်တော့အလုံးပေါင်း9သိန်းခွဲဝင်းကျင်လောက်ရှိတယ်ခင်ဗျာ ဒါကြတော့ဒီပတ်စံတွေအကုန်လုံးက15ရက်နဲ့ကျွန်တော်ထုတ်ရမယ်ငွေတွေပေါ့နော်ကျွန်တော်ကိုယ်တိုင်ဒီလိုမျိုးဗီဒီယိုတင်ပြီးတော့ငွေငွေချလာတာ3နှစ်နီးပါးလောက်ရှိပြီပေါ့နော်ကျွန်တော်တို့ Facebook လို YouTube လို TikTok တို့အကုန်လုံးအရှာပို့တယ်ကျွန်တော်တို့မကပါဘူးဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့ကိုယ်တိုင်တော့ဝင်ဝင်ကောင်းကောင်းရှာလို့ရတယ်ခင်ဗျတလအတွက်ကို့အတွက် ဝင်ဝင်အင်ခန်းလေးတစ်ခုရတယ်နောက်ပြတ်လို့ရှိရင်ကိုဝါသနာပါတယ်ဆိုရင်လည်းကိုဝါသနာပါလေးရတယ်ဝါသနာပါတာလေးကိုချပြပေါ့နော်ချပြပြီးတော့လည်းဝင်ဝင်ရှာလို့ရတယ်တချို့ဆိုပကြီဆွဲတာကြတဲ့သူပကြီဆွဲတာလုံးလို့ရတယ်ဟင်းချပြတာကြတဲ့ဆိုဟင်းချပြလို့ရတယ်နောက်ပြတ်လူတွေစားနောက်တာကြတဲ့စားနောက်လို့ရတယ်ကိုတခုခု sharing လုပ်ရတာကြတဲ့ဆိုရင် like ပြီးတော့ဘဟုသုရဆိုင်ရာဗီဒီယိုတွေကို like ပြီးတော့ပြောပြပေါ့နော်သူတို့တွေ like အထည်ရောင်းတာကြတဲ့ဆိုအထည်ရောင်းပြီးတော့ပဲဒီအဲ့ကိုရောင်းထားတဲ့ ဒီဗီဒီယိုကနာမည်ကြီးွားလို့ရှိရင်အဲ့ဗီဒီယိုကလည်းတစင်ဝင်ဝင်ရလည်းတစင်ပြန်ဝင်မယ်အဲ့လိုပုံစံမျိုးပေါ့နော်တော်တော်လေးစိတ်ဝင်စားစရာကောင်းတာလေအကုန်လုံးလို့ရတယ်နောက်တစ်ခုပြောရမယ်ဆိုရင်ကိုကတချို့ကပြဿနာရှားတာရန်ဖြစ်ရတာကြိုက်တယ်ပေါ့နော်အဲ့လိုရန်ဖြစ်ရတာကြိုက်တဲ့လူတွေအတွက်လည်းကိုကရန်ဖြစ်ပြီးတော့လည်းပတ်စံရှားလို့ရတယ်အဓိကဘာလိုအပ်လဲဆိုတော့ဗီဒီယိုက10မိနစ်ကျော်ဖြစ်ရမယ်ခင်ဗျသူများဗီဒီယိုယူသုံးပြီးပတ်စံရှားလို့မရဘူးသူများတစ်ချင်းယူသုံးလို့မရဘူးခင်ဗျ အဓိကကကျတော့ကျွန်တော်ခုနပြောသလိုပဲပေါ့နော်10မိနစ်ကြော်ဖြစ်ရမယ်10မိနစ်ကြော်မှ तू ကဝင်ဝင်ဝင်မှာပေါ့နော်10မိနစ်မကြော်ဘူးဆိုရင်ပတ်စံလုံးကမဝင်ဘူးခင်ဗျ Okay ဘလို့လောက်လို့ရလဲဆိုတော့အဆင့်ဝင်ကျွန်တော်တစ်ချက်ပြောပြမယ်ပေါ့နော်အရင်ဆုံးတော့ဘာဖြစ်ရမလဲဆိုတော့ကိုယ့်ရဲ့ TikTok အကောင့်ကဂျပန်အကောင့်ဖြစ်ရမယ်ပေါ့နော်တချို့ကကြတော့လဲ ဒီ area အလုတ်ချုပ်တယ်ဘာမှမလုတ်ချင်ဘူးတန်းပြီးတော့ငွေရှာခြင်းနဲ့ဆိုတဲ့လူတွေလည်းရှိတယ်ဗောနော်အဲ့လိုလူတွေအတွက်လည်းအခွင့်အရေးအကောင်းကောင်းလည်းရှိတယ်ခင်ဗျတသိန်းကျော်လောက်ပေးရုံနဲ့ ready made account တကောက်ရမယ်ဗောနော်သူက ready made account ကဘယ်လိုလဲဆိုတော့ monetization လည်းပါတယ် ID လည်းပါတယ်ဗောနော်အကုန်လုံး APC video တင်တာနဲ့ပတ်စံတိုင်းရမယ် account ဘယ်သူရှိမှဝယ်လို့ရလဲဆိုတော့ကျွန်တော်ရှိမှပါလာဝယ်လို့ရတယ်ခင်ဗျ သူကကြတော့ monetization ID အကုန် PC ဗီဒီယိုတင်လာနဲ့ပတ်စံတိုင်းရမယ်အကောက်လေးတွေပေါ့နော်ကိုကကိုဗီဒီယိုက10မိနစ်ကျော်ဖြစ်ရမယ်အဲ10မိနစ်ကျော်ဗီဒီယိုတင်ပြီးတော့ငွေချလို့ရပါပေါ့နော် ဗီဒီယိုကကြတော့ view ဘလောက်ကနေစရတာလဲဆိုရင်တယောက်နဲ့တယောက်ရတာချင်းမတူဘူးတချို့ကကြတော့ view 1000လောက်နဲ့ရတာချင်းတူတယ်တချို့ကကြတော့ view 3000ကျော် view 9000ကျော် view 10000ကျော်လောက်မှစရတာလဲရှိတယ်ပေါ့နော်ဒါပေမဲ့10မိနစ်ကျော်ပြီးတော့ကိုပိုင်ဗီဒီယိုဆိုရင်တော့ကိုပိုင်ဗီဒီယိုတွေသူများတချင်းယူမသုံးတော့ဆိုရင်တော့တေချာပေါက်ငွေကဝင်ဝင်နေပေါ့နော် okay ဒီအကောက်ကကြတော့ဗီဒီယိုတစ်ခုတင်ရုံနဲ့နေမကောက်ဘူးเนาะစီးပွားတချို့စီးပွားရေးလုပ်ငန်းချင်းရှိတယ် TikTok တွေရိုက်ပြီးတော့ဒီ TikTok နဲ့ကိုယ့်လုပ်ငန်းကိုကျင်ညာတဲ့လူတွေအတွက်လည်းအယောင်အောင်မှာတင့်တော်တယ်ဗောနော်ဒီဗီဒီယိုတွေတင်ပြီးတော့ပဲ တ်ဆန်လဲရှာလို့ရတယ်လို့ကိုယ့်ရဲ့လုပ်ငန်းကိုလည်းကြောညာတယ်လို့ဖြစ်တယ်ပေါ့နော်တချို့ကတော့ဒီအကောက် PC ready made အကောက်တွေဝယ်ဖို့အတွက်သတိကြောငွေမရှိဘူးပေါ့နော်အဲ့ချိန်ကြလို့ရှိရင်တော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ तू ကကြတော့ basis ကနေစပြီးလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ဘုံကိုတော့ follower ရှာဖို့လိုအပ်တယ်မြန်မာငွေတထောင်ပေါ့မြန်မာငွေတထောင်နဲ့ကျွန်တော်ရှိမှာဂျပန်အကောက်ဖွင့်လို့ရတယ်ခင်ဗျဂျပန်အကောက်ဖွင့်လိုက်ပြီဆိုရင် ကျွန်တော်တို့က follower ရှားရမယ် view တွေရှားရမယ်เนาะ follower တသောင်းပြည့်သွားပြီ view တသိန်းပြည့်သွားပြီဆိုရင်တော့ monetization ချောက်လို့ရတယ်ခင်ဗျ monetization service ခါကျွန်တော်မြန်မာငွေ3000ကြမယ်ခင်ဗျ monetization ရောက်သွားပြီဆိုရင်တော့ငွေစတင်ရှားလို့ရပြီဗောနော်အဲ့လိုပုံစံမျိုးခင်ဗျတချို့ကကျတော့အဲ့ follower တသောင်းကျော်တွေပါတယ်မချခြင်းဘူးဒီဂျပန်အကောင့်ဖွင့်တာတွေ view တွေရှားလာခြင်းမလို့ခြင်းဘူးဆိုတော့လူတွေအတွက် ready made အကောင့်ရှိတယ်တသိန်းကျော်နဲ့ ready made အကောင့်ရတယ်ကိုက ဗီဒီယိုတင်ုံမဲ့ပေါ့နော်ကျန်တာဘာတစ်ခုဆိုတစ်ခုမှလုံးစရာမလိုတော့ဘူးအဲ ready made account တွေပဲဖြစ်ဖြစ်ဂျပန် account တွေပဲဖြစ်ဖြစ် watch နေဆိုရင်ကျွန်တော်ရှိမှလာရောက်ဝယ်လို့ရတယ်ဒီဖုန်းနှမရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရဆိုတော့ဒီ Telegram username ကိုလာရောက်ရည်လဲဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျကျွန်တော်ရှိမှဒီဥစ္စာတွေမကသေးပါဘူး Facebook page online online shopping လုပ်ချင်တဲ့လူတွေစီးပွားရေးလုပ်ငန်းချင်းတွေအတွက်လဲ Facebook page တွေရတယ်လို့ ကျွန်တော်ဒီမှာ TikTok အကောင့်တွေလည်းရရမယ်တချို့ကကျွန်တော်မြန်မာအကောင့်ကိုဂျပန်အကောင့် region change နေတယ်ဆိုလဲရတယ်ခင်ဗျ follower နဲ့ပုံမူတီးပြီးတော့ဈေးလေးတွေတော့ကွာသွားမယ်ပေါ့နော် YouTube channel တစ်တေးလေးတွေ YouTube channel အောင်ပြီးသားတွေလိုချင်တယ်ဆိုလဲကျွန်တော်ဒီမှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ် okay ဘာအတွက်ယုံကြည်ပြီးဝယ်ရမလဲဆိုတဲ့လူတွေအတွက်လည်းစိတ်ပူစရာမလိုပါဘူး။ဒေါထောင် sharing လို့ Google, YouTube, Facebook, TikTok ကြိုက်တဲ့နေရာမှာ share ကြည့်လို့ရတယ်ခင်ဗျ။ကျွန်တော်မျက်နှာနဲ့ video file လေးတက်လာပါလိမ့်မယ်နော်။တချို့ကတော့ကျွန်တော်ကတော့မြင်ဘူးပြီးသားဖြစ်ပါလိမ့်မယ်။ဒါပေမဲ့မသိသေးတဲ့လူတွေအတွက်လည်းကျွန်တော်ကမိတ်ဆက်ပေးတာပါခင်ဗျ။ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဘုဒ္ဓရအမြောက်ပြီးတော့ကိုစောထောင်ပဲဖြစ်ပါတယ်။